ဲ့ဒီကိန်းများလည်းဒီတိုင်းပဲစဉ်းစားပါအခုအကြောင်းလဲဆိုတာဟာကိုယ်ဘဝအတွက်လည်းဖြစ်တယ်နောက်ဘဝလူကြီးဖြစ်လာတဲ့အခါမှာနောင်လာနောက်သားတွေအတွက်လည်းဖြစ်တယ်ဆိုတာကိုသိသိချာချာမှတ်ထားဖို့လိုပါတယ်ဘိုးဘတန်တာမထားပါနဲ့ရွေးကောက်ပေါ်မှာနေပေးခြင်းဆိုတာအင်မတန်မှနည်းနည်းတဲ့ နိုင်ငံသူနိုင်ငံသားများရဲ့အခွင့်အရေးလည်းဖြစ်ပါလေတာဝန်လည်းဖြစ်ပါလေဒီအခွင့်အရေးကိုလက်မလွတ်ချင်လို့ရှိရင်တာဝန်ကိုချေပြဖို့ဟာအင်မတန်မှအရေးကြီးပါလားဒါကြောင့်ဒီဘက်ရဲ့သူများဟာမဲပေးရမယ်တာဝန်ကိုချေပြရောက်တကယ်အရင်းနဲ့ထားပါတံပေါင်းထားကြပါဒီလိုတံပေါင်းထားမှကိုဘဝမှာ တံပိုးရှိလာပါပါတချို့တွေကကိုယ့်ကိုယ်ကိုအချင်းသေးတာကျမတို့ပြည်သူလူထုဟာချိုးတဲ့ဘဝမှာနေခဲ့ရတာကြာတဲ့အခါကျတော့ကျမတို့နိုင်ငံဟာအချင်းတစ်ခါလက်ခါရှိရှိနဲ့အာအပြားလေးစားရတဲ့အချင်းကနေပြီးတော့ဆေးပွေးတဲ့အဆင့်ကိုရောက်လာခဲ့ရတဲ့အခါကျတော့ပြည်သူတွေဟာကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့နေကြတယ်ငါတို့ကဘာမှမဟုတ်ဘူးငါလို့ ပါလို့နိုင်ပါလေငါတယောက်ချင်းอ่ะဘာနဲ့တံပိုးရှိပါလဲဆိုတော့စိတ်တွေဖြစ်လာတာအဲ့ဒီစိတ်တွေကိုကြောင်းရအောင်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရကိုယ့်ကိုယ်ကိုယုံကြည်ရှိမှုရှိတာနဲ့အမြလုံအားတွေရလဲပေါ်လာတာဒီလူသားတွေကိုသုံးနိုင်ကုန်တွေအခွင့်အရေးတွေကိုဖန်တီးပေးဖို့ဆိုတာဟာကျမတို့အခွင့်အရေးရည်ရွယ်ချက်ဖြစ်ပါတယ်ကျမတို့က မလုံးသေးပြီးတော့မစီရင်ပါဘူး။ကိုဟာပေးမယ်ဒီဟာပေးမယ်လို့လည်းမပြောပါဘူး။ကိုဟာဒီဟာလည်းပေးနိုင်တဲ့အခြေအနေလည်းမရှိပါဘူး။ဒါပေမဲ့ဒီဟာတို့ဒီပြတဲ့ဒီပြတဲ့အခွင့်အရေးတွေနဲ့တရားဥပဒေပေါင်းအတွင်းကလုံလုံခုတော့ဒါကိုဖန်တီးပေးပါဒီလိုတရားဥပဒေပေါင်းအတွင်းကလုံလုံခုလည်းရှိတယ်မြတ်စွာဘုရားရဲ့အခွင့်အရေးတွေလည်းရှိတယ်ဆိုရင်ပြည်သူများဟာ မိမိတို့ရဲ့သွားအားအရာမိမိတို့ရဲ့ဘဝကိုတိုးထက်အောင်လုံနိုင်တဲ့အခွင့်အရေးတွေရလာပါပါဒါမင်းအားလုံးကိုယ့်ကိုယ်ကိုယ့်အတွက်လည်းကိုယ်ကြိုးစားရမယ်ကိုယ့်နိုင်ငံအတွက်လည်းကိုယ်ကြိုးစားရမယ်ဒီဘက်ကမကြကြနာပြောပါလေနိုင်ငံတကာမှာအင်တာမအကျော်ကြားခဲ့တဲ့အမေရိကန်သမရာကြီးတဦးဟာဒီသမရာဖြစ်တဲ့နေ့မှာပြောခဲ့ပါတယ်သမရာဖြစ်ပြန်ချိန်တဲ့နေ့မှာပြောခဲ့ပါတယ်သူ့နိုင်ငံသူနိုင်ငံသားတွေကို ငါရဲ့နိုင်ငံဟာငါ့အတွက်ဘာလို့ပေးနိုင်လဲဆိုတာမမေးပါနဲ့ငါဟာငါ့နိုင်ငံအတွက်ဘာလို့ပေးနိုင်လဲဆိုတာမေးကြပါလို့တိုက်တွန်းပါ